ယူတာဝတ္ထုအခန်းကြီး၄အခန်းကြီး၄သည်ယူတာကိုဘောဇထိမ်းမြခြင်းအကြောင်းဖြစ်သည်အခန်းငယ်၁ထိုအခါဘောဇသည်မြို့တကားဝါသို့တွားယူထိုင်သည်ဖြစ်မနေ့ကပြောသောအမျိုးသားချင်း၆တွားတီကိုမြင်လျင်မိစေလှဲ့၍ထိုင်ပါဟုခေါ်သည့်အတိုင်းသူသည်လှဲ့၍ထိုင်နေ၏တဖန် မြို့သားအသက်ကြီးသူ တကြိတ်တို့ကိုခေါ်၍ဒီမှာထိုင်ပါဟုဆိုသည့်အတိုင်သူတို့သည်လည်းထိုင်ကြ၏အမျိုးသားချင်းကိုလည်းမောဘပြည်မှပြန်လာသောနောမိသည်ငါတို့အကိုအေလီမလက်ပိုင်သောမြေကွက်များကို ရောင်းမိဖြစ်၍တင့်ကိုငါတိုင်ကြားလျက်ပြည်သားများငါတို့အမျိုး၌အသက်ကြီးသူများရှိမှဝေပါတော့ဟု ပြောမိအကြံရှိပါ၏ ်တင်းဒီရွေးလို့လျင်ရွေးပါတော့မရွေးလို့လျင် အကျွန်ုပ်အားပြောပါတော့တင်မတပါရွေးပိုင်တော့သူမရှိတင်းနောက်မှာကျွန်ုပ်နေရာကြသည်ဟုဆိုတော့အမျိုးသားချင်းကကျွန်ုပ်ရွေးမည်ဟုပြန်ပြော၏ဘောစားကလည်းထိုလေွက်ကို နောမီလက်မှဝေယူသောနေ့တွင်တည်တော်သူ၏အမွေအဥ္စာအဖြစ်သူ၏နာမည်ကို ထောက်မခြင်းကား သူဤမယာမောဘအမျိုးသမီးယူတာကိုလည်းဝဲရသေးသည်ဟုဆိုတော့အမျိုးသားချင်းကအကျွန်ုပ်သည်ကိုအဖို့မရွေးနိုင်ပါရွေးလျင်ကိုအမွေဥစ္စာကိုဖျက်မိစိုးရင်เสียရှိ၏ကျွန်ုပ်မရွေးနိုင်သောကြောင့်ကျွန်ုပ်ရွေးပိုင်သောအရာကိုတင်းအဖို့ရွေးပါတော့ဟုပြန်ပြော၏အခန်းငယ်9ဣသရေလရှေ့ထုံးစံဟုမူကားရွေးခြင်းအမှု ဥစ္စာလဲခြင်းအမှုကိုမြဲမြံစေခြင်းကတယောက်သောသူသည်မိမိခြေနှင်းကိုချွတ်၍တယောက်သောသူအားအပ်လေရှိ၏ထိုသောပြုသောအဖြစ်ဣတရေလအမျိုးသားတို့တွင်တက်တည်တည်ရ၏တို့ဖြစ်၍အမျိုးသားချင်းကကိုယ့်ဖို့ဝယ်ပါတော့ဟုဘောဇာအားဆို၍မိမိခြေနှင်းကိုချွတ်၏ဘောဇာကလည်းအေလိမလက်ဥစ္စာခိလိယဥစ္စာ မဟာလုံဥစ္စာဟုသမ ्या ကို နောမိလက်မငါဝဲ၍တေသူဤနာမကို သူဤညီကိုစုထဲက၎င်းသူနေရာမြို့တကားထဲက၎င်းအပြက်စီခြင်းကသူဤအမွေအားဖြင့်သူဤနာမကိုထောက်မိအကြောင်းမဟာလုံဤမယားမောဘအမျိုးသမီးယူတကိုငါဤမယားဖြစ်စေခြင်းကငါဝဲတီကိုတင်တို့တီယနေ့တည်း ဖြစ်ကြပါသည်ဟုအသက်ကြီးသူများလူများအပေါင်းတို့အားပြောဆို၏တကားဝ၌ရှိသောအသက်ကြီးသူများလူများအပေါင်းတို့ကလည်းငါတို့သည်တက်တည်ဖြစ်ကြ၏တင်းအိမ်တို့ရောက်သောဤမိမသည်ဣတရေလအမျိုးကိုတီထောင်သော မိမနှစ်ယောက်ယာခေလနှင့် လေအာကဲ့သို့ ဖြစ်မိအကြောင်းထာဝရဖျားပြုတော်မူပါစေသော တင်းဒီလဲဧဖရအရ၌အစွမ်းတတိနှစ်ပြည့်စုံ၍ဗတ်လင်မျိုး၌အတရေကျော်စောခြင်းရှိပါစေတော်အသက်ပြိုသောဤမိမတွင်ထာဝရဘုရားပေးတော်မူလက်တန်သောမျိုးစေ့အားဖြင့်တင်းဤမျိုးနယ်သည်ယူဒမယာတာမာဖွားမြင်သောဖာရက်မျိုးနယ်ကဲ့သို့ဖြစ်ပါစေတော်ဟုပြောဆိုကြ၏ခန်းငယ်ဆက်တော် ခန်းငယ်73သည်ဒါဝိဒ်၏ဆွေစဉ်မျိုးဆက်အကြောင်းဖြစ်သည်ဘောဇာသည်ယူသားကိုတင်၍စုံဖမ်းလျက်ဆက်ဆံသောအခါထာဝရဘုရား၏ကျေးဇူးတော်ကြောင့်ယူသားသည်ပရိသေယူ၍တားယောက်ျားကို ဖွားမြင်လေ၏မိမာတို့သည်လည်းနောမီအားတင့်ကိုပြုစုသော အမျိုးသားချင်းကိုယနေ့ဖြတ်တော်မမူသောထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသောယခုရသောအမျိုးသားချင်းသည်လည်းဣတရီလအမျိုး၌အတရီကြော်စောပါစေသောသူသည်တင်းဤအသက်ကိုပြုပြင်သူတင်းအသက်ကြီးသောအခါတင်းကိုကောင်းမွန်စွာပြုစုသူဖြစ်ပါစေသောတင်းကိုချီ၍တားခွန်နှစ်ယောက်ထက်တင်းအဖို့တား၍ကောင်းသောတင်းဤရွှေမသည်တားယောက်ျားကိုဖွားမြင်ပြီဟု ြောဆိုကြ၏။နောမီသည်ထိုသူငယ်ကိုယူ၍ပိုက်ရှိလျက်ထိမ့်လေ၏။အိမ်နီးရှင်မိန်းမတို့ကလည်းနောမီသည်တားယောက်ျားကိုရပြီဟုဆိုလျက်ထိုသူငယ်ကိုဩဘတ်အမိဖြင့်မှဲ့ကြ၏။ဩဘတ်သားကရေရှဲရေရှဲသားကဒါဝိဒ်၏။ဖာရက်ဤသားစဉ်မြေဆက်ဟုမူကားဖာရက်သားဟေဇယုံ ဟိစယုံသားအာယံအာယံသားအမိနတက်အမိနတက်သားနာရှုံနာရှုံသားဆာလမုံဆာလမုံသားဘောဇဘောဇသားအောဘတ်အောဘတ်သားယေရှေယေရှေသားဒါဝိဒ်ဒီယူတဝတ္ထုအခန်းကြီး၄ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားတော်သူအယောက်စီတိုင်းဘုရားသခင်သာ၍ ကောင်းချီးပေးပါစေအာမင်